ဝက်စတန်ဂျူနီယံနဲ့ပတ်စံလွှဲပြီးတော့အော်ဟိုးထိနေပြီလားမိတ်ဆွေတော်တော်များများကတော့ပြောကြပါလိမ့်မယ်အော်ဟိုးတီဗီဆိုရင်ဒီတိုင်းမနေပါနဲ့အီးမေးလ်ပို့ပါအဲ့လိုဆိုရင်ကျွန်တော်တို့ဘယ်ကိုအီးမေးလ်ပို့ရမှာလဲဘယ်လိုမျိုးရေးပြီးတော့ပို့ရမှာလဲကဲဟုတ်ပါပြီဒီဗီဒီယိုလေးကတော့ ကိုရဲ့ဖုန်းထည်က Western Junior App ကိုသုံးပြီးမြန်မာနိုင်ငံမှာရှိတဲ့ KPay Bank Account စတာတွေကိုပတ်စံလွှဲပို့ပေးတဲ့အခါမှာအများဆုံးကြုံတွေ့ရတဲ့ပြဿနာတစ်ခုဖြစ်တဲ့ On Hold ထိနေပြီဆိုရင်ဘယ်လိုမျိုး email ပို့ရမလဲဘယ်ကိုပို့ရမလဲဆိုတာကိုရှင်းပြပေးထားတဲ့ video file ဖြစ်ပါတယ်။မိတ်ဆွေ On Hold ထိနေပြီဆိုရင်ဒီ video ကမိတ်ဆွေအတွက်ပါပဲ။ကဲကျွန်တော်တို့စားလိုက်ကြရအောင်။ Western Union ကို email ပို့ရမှာကတော့လိပ်စာတစ်ခုရှိပါတယ်။ပထမတစ်ခုကတော့ myid@westernunion.com ဒုတိယတစ်ခုကတော့ westernunion@central.co.th အဲ့ဒီနှစ်ခုလုံးကကိုယ့်ရဲ့ဒီလိုမျိုးငွေလွှဲလိုက်တဲ့အခက်အခဲတွေကိုဖြည့်ဆင်းပေးမယ် email လိပ်စာလေးဖြစ်ပါတယ်။ ကိုပတ်စံလွှဲတဲ့အခါမှာဘယ်လိုမျိုးအခက်အခဲပဲကြုံကြုံဒီ email လိပ်စာတစ်ခုကိုပို့ပြီးတော့အခုညတောင်းလို့ရပါတယ် email လိပ်စာကိုတည်တော်ပြီဆိုရင်ဘယ်လိုမျိုး email ပို့ရမှာလဲဆိုတော့ကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင် email ပို့တဲ့အခါမှာသူဆိုတဲ့နေရာမှာဒီ Western Union ရဲ့ email လိပ်စာကိုထည့်ပေးရမှာဖြစ်ပါတယ်စာပေကျဆိုတဲ့နေရာမှာ အဟိုအန်တီစီယန်ကနဲစီလုံးဒါမှမဟုတ်အန်တီစီယန်ကနဲစီလုံး get on ho ဆိုပြီးတော့ရေးထည့်ပေးရမှာဖြစ်ပါတယ်။အောက်ကစာရေးရမယ့်နေရာမှာတော့ခုနလိုမျိုးပေါ်စာရေးအခြေကြီးမရေးရှိဘူးဆိုရင် dia central western union team i use the western union application and send money to myanmar or new zealand blog blog ပေါ်ဒီလိုမျိုးဆက်ပြီးတော့ကျွန်တော်တို့ရေးပေးရမှာဖြစ်ပါတယ်။ ပြီးတော့ဒီမှာအရေးကြီးတာတစ်ခုကတော့ဒီပို့ပြီးတော့ပြည့်ပြည့်စုံစုံလေးပို့ချင်တယ်ဆိုရင်ဒီလိုငွေလွှဲတဲ့သူရဲ့အချက်အလက်နဲ့ငွေလက်ခံမဲ့သူရဲ့အချက်အလက်တွေကိုပါပူးတွဲပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ဒီလိုမျိုး sender information နေရာမှာဒီငွေပို့တဲ့သူရဲ့ passport ဒါမှမဟုတ်အထောက်အထားတစ်ခုခုပေါ့နော်ပြီးတော့ဒီငွေလက်ခံငွေဒီလိုပြီးတော့ဒီလိုမျိုးငွေပို့သူရဲ့နာမည်ငွေ ိုးတဲ့သူရဲ့လက်ရှိနေရဲ့လိပ်စာငွေပိုးတဲ့သူရဲ့အာမွေးနေပေါ်တော့ဒါတွေကိုလည်းပြပြစုံစုံတပေဖို့လိုအပ်ပါတယ်ပြီးတော့ဒီလိုမျိုးငွေလက်ခံတဲ့သူရဲ့အာ ID ပေါ်တော့ပြီးတော့ငွေလက်ခံတဲ့သူရဲ့လိပ်စာငွေလက်ခံတဲ့သူရဲ့မွေးနေအဲ့လိုမျိုးဟာတွေကိုလည်းပြပြစုံစုံတပေဖို့လိုအပ်ပါတယ် email ပို့တဲ့နေရာမှာအရေးကြီးတာတစ်ခုကတော့ဒီကိုရဲ့ဒီ NCTN နံပါတ်စင်းလုံးကိုမက်အောင်ထိပေးဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ဒီ MCTN နံပါတ်နဲ့ပဲကျွန်တော်တို့ရဲ့ဒီငွေလွှဲထားတဲ့လုပ်ငန်းစဉ်ကိုသူတို့ကပြန်လဲစစ်ဆေးခြင်းမှာဖြစ်လို့ပါဒါကတော့ဘယ်လိုမျိုး email ရရလဲဆိုတော့ပြထားတာဖြစ်ပါတယ် ကဲဒီလိုမျိုးမမကကန်နဲ့ပြပြစုံလေး email ပို့လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီလွှဲထားတဲ့ပတ်စံတွေဟာ24လနဲ့အတွင်းဒါမှမဟုတ်နိုင်ပိုင်းအတွင်းမှာပဲကိုယ်တွေလွှဲထားတဲ့ဒီ KPay တို့ပဲ account တို့ထေကိုရောက်ရှိတော့မှာဖြစ်ပါတယ်။ကဲဒီမှာပြောရှင်တာကတော့ဒီလိုမျိုး Western ကနေလွှဲပြီးတော့ on hold ထိနေပြီဆိုရင်အဲ့ဒီ on hold ကြီးကိုပဲထိုင်ပြီးတော့ကြည့်နေကြပါနဲ့။ဒီလိုမျိုး email ပို့တဲ့နေ့ကိုတီးတော့ပြီဆိုရင်ဒီတိုင်းပဲတိတိကျကျကိုယ့်ရဲ့ MCDN နဲ့ပဲဆေးလုံးကိုတိတိကျကျလေးအာစစ်စစ်ပြီးတော့ဘောနော် email ပို့ကြပါပါလို့ဆိုတော့ဒီလိုအော်ဟုတ်ထိတာကကိုကိုတန်လေးခဲခဲဘူးလို့တော်တော်လေးကိုကိုပစနယ်ကိုစိတ်ပူနေရပါတယ်။တချို့ငွေအမောင်းများတဲ့လူတွေမှာဆိုရင်ပို့ပြီးတော့စိတ်ပူကြမယ်ထင်ပါတယ်။ဒါကြောင့်ဒီလိုမျိုးအော်ဟုတ်ထိနေတဲ့မိတ်ဆွေတွေအတွက်ဒီဗီဒီယိုလေးကအသုံးဝင်မယ်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ SK ဗီဒီယိုလေးကိုကြိုင်နေတဲ့ဆိုရင် like and subscribe လုပ်ပြီးတော့ကိုယ့်ရဲ့မတိသေးတဲ့မိတ်ဆွေတွေကိုလည်းပြန်လည်းများဝေပေးခဲ့ကြပါလို့ကျွန်တော်ပြောချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်လည်းအတူနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကို Goodbye